ဇလန်တွဲတစ်ခုကြောင့်ပြည်ပနိုင်ငံတွေရဲ့အားပေးခြင်းကိုခံနေရတဲ့အေးချမ်းမောင်နဲ့ခင်ဝင်းဝါ Hello ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။မြန်မာဆယ်လီအင်ဆိုင်ဒါပေးချက်တွေပြီးတော့ပရိသတ်အားလုံးကိုပြန်လည်လို့ကြိုဆိုပါရရှင်။ အခုနောက်ပိုင်းမှာအာရှနိုင်ငံကဇလန်တွဲတွေရုပ်ရှင်တွေကပြည်ပနိုင်ငံတွေအထီးကိုပြန်နှံ့လို့နေတာဖြစ်ပါတယ်။ဒါပေမဲ့မြန်မာနိုင်ငံဇလန်တွဲတွေနဲ့ရုပ်ရှင်တွေကတော့ပြည်ပနိုင်ငံရဲ့အာရုံစိုက်ခြင်းကိုခံရဖို့ဆိုတာမလွယ်ကူလားပါဘူး။တတော်များကမြန်မာနိုင်ငံအတွင်းမှာဒါပေါက်ရောက်အောင်မြင်ကြတာပါ။ဒါပေမဲ့လက်တလုံးမှာတော့ပြည်ပအိန္ဒိယနိုင်ငံပရိသတ်တချို့ကအေးချမ်းမောင်နဲ့ခင်ဝင်ဝါတို့တရုတ်ဆောင်ထားတဲ့ဇလန်တွဲတစ်ခုကိုစိတ်ဝင်စားလို့နေကြတာဖြစ်ပါတယ်။အဲဒီဇလန်တွဲရဲ့အပိုင်းတိုလေးတွေကို တစ်တော့မှာတင်ထားရင်းကနေသူတို့စိတ်ဝင်စားလို့နေကြတာဖြစ်ပါတယ်။အဲဒီဇလန်တွေကတော့ချစ်တော်နှင်းစီဇလန်တွေဖြစ်ပါတယ်။ ချစ်သောနှင်းစီဇလန်တွဲကမဟာယုတ်တန်လိုင်းကနေချုံလင်းပြသထားခဲ့တဲ့ဇလန်တွဲဖြစ်ပါတယ်။လက်ရှိမှာပြသနေရလဲမဟုတ်ပဲပြီးခဲ့တဲ့နေ့ကပြသပြီးခဲ့တဲ့ဇလန်တွဲတစ်ခုဖြစ်ပါတယ်။ဒီနေ့ပြတော့မှာမို့အေးချမ်းမောင်နဲ့ခင်ဝင်းဝါတို့ကအမတ်တရအနေနဲ့ဇလန်ပုံရိပ်တွေကိုသချင်းလေးတွေနဲ့တင်ထားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့လဲတစ်တော့မှာတကြောပြန်ခေစားလာခဲ့တာပါ။အင်ဒိုနီးရှားနဲ့ပြည်ပနိုင်ငံပြည်သက်တချို့ကချစ်သောနှင်းစီဇလန်တွဲကိုအယံကိုစိတ်ဝင်စားလို့နေကြတာဖြစ်ပါတယ်။ချစ်သောနှင်းစီဇလန်တွဲကအေးချမ်းမ မောင်နဲ့ခင်ဝင်းဝါတို့အတွက်အောင်မြင်မှုတွေတခဲနဲ့သေဆောင်ပေးနိုင်ခဲ့တဲ့ဇလန်တွဲတစ်ခုဆိုရင်လည်းမမားပါဘူးအေဂျင့်မောင်ဆိုရင်အဲဒီဇလန်တွဲနဲ့ ဟိုးလေးတကြော်ကြော်ကိုအောင်မြင်လာခဲ့တာပါ။တွေးနဲ့တူတဲ့အကြည့်တွေကြောင့်နှက်ခဲနီမလေးတွေကြားမှာလည်းတခဲနဲ့ကိုအားပေးခံခဲ့ရတာဖြစ်ပါတယ်။ဒါအပြင်အေဂျင့်မောင်နဲ့ခင်မွန်ဝါတို့ကဇလန်တွဲထဲမှာအတွေ့အဖက်ညီလွန်ခဲ့တာကြောင့်ဇလန်ကပို့ပြီးတော့အောင်မြင်လာပါ။လက်ရှိမှာလည်းဖြီပနိုင်ငံကပရိသတ်တီကမင်းသမီးနဲ့မင်းသားနှစ်ယောက်ရဲ့အချစ်အားပြိုင်နာတွေကိုကြည့်ပြီးတော့ဇလန်ကိုပို့ပြီးတော့စိတ်ဝင်စားလာကြတာပါ။ဒါကြောင့်မို့လဲဇလန်နာမည်ဘလို့ခေါ်လဲဆိုပြီးတော့မင်းမြန်လို့နေကြတာလည်းဖြစ်ပါတယ်။တချို့ကလည်းမင်းသားမင်းသမီးတွေအကြောင်း ဟုပါသိကြနာကြောင့်မေးမြန်းထားကြပါရယ်။ဒါအပြင်ဇလန်တွဲကိုအင်္ဂလိပ်လိုတင်ပေးပါဆိုပြီးတော့လဲတောင်းဆိုနေကြတာဖြစ်ပါရယ်။ပြည်ပပရိသတ်တွေကခင်ဝန်းဝါကိုပို့ပြီးတော့စိတ်ဝင်စားနေကြတာပါ။ ခင်ဝင်းဝါကအရန်ကိုလှတဲ့အပြင်တရုတ်ဆောင်လေးကောင်းတယ်လို့ချီးကျူးနေကြတာပါချစ်တော်နှင်းစီဇလန်တွဲအပြင်အမုံဇလန်တွဲကိုပါစိတ်ဝင်စားကြပြီးတော့ကြည်ကျင်ကြောင်းရေးသားလို့နေကြတာဖြစ်ပါတယ်အခုလိုပြည်ပနိုင်ငံသူတွေစိတ်ဝင်စားခြင်းခံရတာကအေးချမ်းမောင်နဲ့ခင်ဝင်းဝါတို့အတွက်ဂုံယူစရာ ဖြစ်လို့နေတာပါအေးချမ်းမောင်နဲ့ခင်ဝင်းဝါတို့နှစ်ယောက်ကိုရိုမန်ဇလန်တွဲတွေနဲ့လည်းပြည်သက်တီးကမြင်တွေ့ကျင်ကြပါသေးတယ် ချစ်သုံးနှင်းစီဇလန်းတွဲမှာအေးချမ်းမောင်နဲ့ခင်ဝင်ဝါတို့ကအစပိုင်းမှာသာချစ်ခင်ကြတာဖြစ်ပြီးတော့ဇလန်းတွဲနောက်ပိုင်းမှာအမုန်းတွေချဲနေကြတာပါ။ဒါကြောင့်မို့သူတို့နှစ်ယောက်အပြီးအပြင်ရိုတဲ့ဇလန်းမျိုးမြင်တွေ့ရဖို့တောင်းဆိုနေကြပါတယ်။အခုလက်ရှိမှာတော့နှစ်ယောက်လုံးကဇလန်းတွဲလဲအထူးထူမရိုက်ထားသလိုရုပ်ရှင်ဇကားကြီးလဲအထူးထူတွဲဖက်ရိုက်ကူးတာမျိုးမရှိသေးပါဘူး။ချစ်သုံးနှင်းစီဇလန်းတွဲကြောင့်ပြည်ပနိုင်ငံတွေရဲ့အားပေးခြင်းကိုခံနေရတဲ့အေးချမ်းမောင်နဲ့ခင်ဝင်ဝါအပေါ်ပရိသတ်တို့ရဲ့အမြင်လေးကိုလည်းပြောပြပေးခဲ့ပါဦး။ဗီဒီယိုလေးအဆုံးထိလိုက် ပါကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ရှင်။